မင်္ဂလာရှင်ဒီနေ့ကျမတို့ဆွေးနွေးတုံ့တက်ကြမှာကတော့အခုရပိုင်းဘောလုံးလောကမှာသူတို့လေးဂရက်ရိုက်နေတဲ့တရင်တစ်ခုပါ ဟုတ်ကဲ့ Manchester United တိုက်စစ်မှု Marcus Rashford Italy club Inter Milan ကိုပြောင်းဖို့အချင်းကြီးရှိနေတယ်ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်음ဟုတ်ပါတယ်စိတ်ဝင်စားစရာတရင်တစ်ခုပဲကျမတို့ရစားတဲ့တရင်တွေအထူးသဖြင့် Rashford Inter Milan တို့ပြောင်းရွှေ့မလားစောင်းမားတယ်ကအချက်လက်တွေကိုအခြေခံပြီးတော့ ဒီအပြောင်းရွှေ့ဖြစ်နိုင်ခြေကိုရှုထောင့်ဆောင်ငနဲ့ကြည့်ကြတာပေါ့ဟုတ်ပါတယ် yes for အတက်ကနစခွန်ဆိုလို့လေသူ့အတွက်လည်းအရေးကြီးတဲ့အချင်းပေါ့ပြီးခဲ့တဲ့ရာသီဒုတိယပိုင်းမှာအက်စတန်ဘီလာသွားပြီးအငှားနဲ့ကစားခဲ့တယ်မဟုတ်လားဟုတ်တယ်အဲ့ဒီမှာတော်တော်လေးခြေစွမ်းပြခဲ့တယ်နော်အဲ့ဒါပေါ့ပုံစံကောင်းတစ်ခုပြန်ရသွားတယ်ဂိုးတွေလည်းပြန်သွင်းလာနိုင်တယ်ခြေစွမ်းပြတော့အင်္ဂလန်သင်္ဘောတော်နေရာပြန်ရခဲ့တယ်လေအင်းတော့ခြေစွမ်းပြခဲ့တာကိုသူတို့ကဘာလို့အပီးတက်မခေါ်လိုက်တာလဲအဲ့ဒါလေးနည်းနည်းပြောပြပါဦး အဲ့ဒါကအဓိကကတော့ငွေကြေးပဲဗီလာကလည်း Champion League ဝင်ခွင့်ကို တကယ်လက်မတင်လေလွဲထွားတာဟုတ်တယ်ဟုတ်အဲ့ဒီတော့ဝင်ခွင့်အပိုင်းမှာထိခိုက်ထွားတာပေါ့ဆိုတော့ Yeshford ရဲ့ Luka Laza ကလည်းနေရာမှာမောကတော်တော်မင်းတယ်လေအင်းအဲ့ဒါကိုပေးဖို့သူတို့ကဝင်ထုတ်ဝင်ဖို့ဖြစ်သွားတယ်ပြီးတော့သူတို့စီမှာဟိုကလေ Oli Watkins သူကိုဆက်ထိန်ထားဖို့ကိုလေသူတို့ကဦးစားပေးပုံရတယ်အော်ဟုတ်ကဲ့ Watkins ထပ်မဲဆိုရတဲ့နေ့လည်းကြားနေရတာကော ဟုတ်တယ်ဆိုတော့အဲ့ဒါကြောင့်ယေရှုထတ်တခြားဖြစ်မှတ်တွေကိုသူတို့အာယုံဆိုင်နေကြတယ်လို့သတင်းတွေကဆိုတယ်ဒါဆိုရင်သူရဲ့မိခင်ကလပ်မန်ချက်စတာယူနိုက်တက်မှာကောသူနာကကဘယ်လိုမျိုးဖြစ်နေလဲနီးပြတဲ့ရူဘင်အမိုရင်လက်ထံမှာတော့အဆင်ပြေလားအဲ့ဒီအချက်ကဒီအပြောင်းရွှေ့ပါသတို့ရေးပါတဲ့အချက်တည်းရက်ရှ်ဖို့ဘာကသတင်းတွေအားဆိုရင်လေစန်စပေါ့ကပြောတာပေါ့ဟုတ်ကဲ့အမိုရီလက်အောင်မှာအနာကမမြင်ဘူးတဲ့အဲ့လိုခံစားနေရတယ်ပြီးခဲ့တဲ့ရာသီကတွေက လီချင်းအခွင့်ကကိစ္စလေးတွေနောက်ပြီးဟွာလေးကွန့်ပြင်းပါသဘောထားပိုင်းဆိုင်ရာကိစ္စတွေမှာနီးပြနဲ့နည်းနည်းအမြင်မိတူရာတွေရှိခဲ့တယ်ဆိုပဲအော်အဲ့လီကိုဟင်းအဲ့ဒီအချင်းတွေကြောင့်ပဲ Rashford ကအတင်းတစ်ခုကိုအပူတပြန်ရှာဖို့ဖြစ်လာတာ Inter ကိုအချက်ပြလိုက်သလိုဖြစ်သွားတာပေါ့အချင်းတွေကရှုပ်သွေးလာနော်နီးပြနဲ့လည်းရှိမပြေအတင်းမှလည်းအနာကမရေရဘူး ဒီလိုအချိန်မှာအင်တာမီလန်ကစိတ်ဝင်စားလာတယ်ဆိုတော့အင်တာတော်တော်သားအခွင့်ရေးပဲလို့မြင်ပါပဲနော်အတိအကျပဲအင်တာမီလန်ကိုယ်တိုင်ကလည်းအသင်းကိုပြန်တည်ဆောက်နေရတဲ့အချိန်မို့လားချန်ပီယံလိဖိုင်နယ်မှာဆိုရင်လည်း PSG ကိုကိုးပြတ်ရှုံးထားတာဟုတ်တယ်ငါဆိုတော့တော်တော်ဆိုးတာပေါ့ပြီးတော့စီရီချန်ပီယံဆုကိုလည်းနောက်ပိုင်းမှာခြေချောပြီးနာပိုလီကို ပေးလိုက်ရတယ်ဆိုတော့သူတို့အသင်းကိုအားဖြန့်ဖြစ်ဖို့လိုနေတယ်ပရစ်စတီကိုလည်းစိတ်တက်ပြန်တက်ကြွလောပြဖို့လိုတယ် ဟုတ်ကဲ့အဲ့ဒီမှာ yes for law နာမည်ကြီးခြေဆွမ်းလက်ပြန်တက်နေတဲ့ကစားသမားမျိုးကိုခေါ်နိုင်ရင်ဒါအဓိကအားဖြစ်မှုကြီးဖြစ်မယ်ပြိဿတီလည်းစိတ်လှုပ်ရှားကြမှာပဲလို့ club အကြီးအကဲတွေကယုံကြည်နေကြတယ်ဟုတ်ပါပြီဒါပေမဲ့အပြောင်းရွှေ့ပုံစံနဲ့ပတ်သက်ပြီးတော့နှစ်ဖက်သဘောထားမတိုက်ဆိုင်မှုလို့လဲကြားတယ်မန်ယူကတစ်မျိုးအင်တာကတစ်မျိုးဆိုတော့အဲ့ဒါဘလို့အတားဆီးဖြစ်နေတာလဲအဲ့ဒါအဓိကပြဿနာပဲ Manchester United ကတော့သူ့ကိုအပိသက်ယောင်းထုတ်ချင်နေတယ် อืมပေါ့အပြောင်းရွှေ့ကြေးလေးပါလေးပြင်ရအောင်ပေါ့ဟုတ်တယ်လူ class ဝင်လေပေါ့တော့အောင်လေဒါမဲ့ inter milan ဘက်ကကျတော့ငွေကြေးမှာနည်းနည်းသတိထားနေပုံရတယ်သူတို့ကနှစ်ရှည်အငါစာချုပ်မျိုးကိုပိုစိတ်ဝင်စားနေတာအော် where you quit option တာတဲ့အငါမျိုးလားအဲအဲ့လိုမျိုးခင်နိုင်တယ်ဒါမဟုတ်အစားပိုင်းမှာအငါတော်တခေါ်ကျင်တာလည်းဖြစ်နိုင်တယ်အထီကြတော့မထီသေးဘူးဒါမဲ့ဒီလိုလိုလားချက်ကွဲလွဲနေတာကဆွေးနွေးမှုတွေကိုကြာစေနိုင်တယ် ကစားသမားကိုရန်ရဲ့သဘောထားကတော့ Rashford ကအီတလီကိုပြောင်းဖို့စိတ်ဝင်စားမှုရှိတယ်လို့လည်းသတင်းတွေကဆိုနေတယ်မို့လားဟုတ်တယ်သတင်းမြစ်တွေတူရတာကတော့ Rashford က Premier League အပြင်ဘက်နိုင်ငံခြားမှာအထွေအကြုံတက်ရှာခြင်းတဲ့သူကစားသမားဘဝကိုအသက်ပြန်ဆခြင်းတဲ့သဘောမျိုးပေါ့อืม Manchester က PR တွေအာယုံဆိုင်မှုတွေကနေခဏရှောင်ထွက်ခြင်းတာလည်းပါမှာပေါ့နော်အဲ့လိုလည်းခင်နိုင်တယ်အသက်တဖန်ပြန်ဆဖို့စိတ်အားထက်သန်နေတယ်လို့တော့ဆိုပါတယ် ။ဒါနဲ့ United မှာအခုလိုအနာဂတ်မရေရာတဲ့အသင်းအတွက်ပိုလျံနဲ့လက်သတ်မှတ်ခံရတဲ့ကစားသမားတွေ Rashford တဲ့ဦးတွေမဟုတ်ဘူးနော်။ဟုတ်တယ်ဟုတ်။အဲဒါကြောင့် United ကသူတို့ကိုအပြီးသတ်ရောင်းထုတ်ဖို့ခက်နေတာ။တခြားအသေးသေးစိတ်ဝင်စားပေမဲ့လာစားအပြည့်ပေးဖို့ဆိုရင်ပြန်တွန့်သွားကြတယ်။ဆိုတော့အငားပဲချက်ပြစ်သွားတာမရတဲ့။ Rashford ကိစ္စမှာလည်းအဲ့ဒီလောက်ခလာစားကအင်တာအတွက်အဓိကစဉ်းစားရမယ့်အချက်ဖြစ်နေမှာပဲ။ကဲဒါဆိုနှစ်ချုပ်ရရင်တော့အခြေအနေကဒီလိုနော်။ ရက်ရှ်ဖို့ကဗီလာမှာချေဆွမ်းဖက်ပြီးသူ့တန်ဟိုကိုပြန်ပြခဲ့တယ်။ဒါပေမဲ့မန်ယူမှာနီးပြနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်အသင်းသစ်ရှာဖို့ဖြစ်လာတယ်။ဟုတ်တယ်။အင်တာမီလန်ကသူ့ကိုခေါ်ပြီးအသင်းကိုအားဖြစ်ဖို့စိတ်ဝင်စားနေပြီမဲ့အဓိကအတားအဆီးတွေကသူ့ရဲ့မြင့်မားတဲ့လောကလာစားနဲ့အပြောင်းအရွှေ့ပုံစံမှာသဘောထားကွဲလွဲနေလား။ United ကအပိသက်၊ Inter ကငါပေါ့။မှန်ပါတယ်။ဆိုတော့စိတ်ဝင်စားစရာမေးခွန်းကဘာလဲဆိုတော့ကလပ်နဲ့သင်းရဲ့လိုချင်ပုံမတူတာရဲ့ဒီလက်စားကြီးပြဿနာရဲ့ကိုဘယ်လိုညှိနှိုင်းပြီးအဖြေရှာကြမလဲဆိုတာပဲ။ နော်ဦးနှစ်ဖက်အဆင်တည်မဲ့သဘောတူညီမှုမျိုးပေါ့ဟုတ်ကဲ့နောက်တစ်ခုကပရီးမီယာလိရဲ့ပြင်းထန်တဲ့ PR တွေနဲ့ခွာပြီးစီးရီးယားလိုဥရောပစီမင်းသစ်တစ်ခုစီပြောင်းထားတာကမာကတ်ရက်ရှ်ဖို့ဒ်ရဲ့ကစားသမားဘဝတော့တကယ်ပဲကောင်းတဲ့ပြောင်းလဲအတက်ဝင်လာစမယ့်အညာမျိုးဖြစ်လာနိုင်မလားဒါကတော့ကျွန်တော်ဆက်ပြီးဆုံးကြည့်ရမှာပါပဲ